စ်ရှင်လက်ဆန်းလာတော့သူတို့သွားလုပ်ခဲ့တဲ့အထယ်တိုင်းအမကြီးကိုဥပဒေတိုင်းကြောင့်လိုက်မဲ့လုပ်စေခြင်းနဲ့ပေါ့နော်ငွေနဲ့ပဲပိတ်ပိတ်ပါနဲ့ပဲပိတ်ပိတ်တာသမီးကိုထင်ဓာကြီးစရာတော့ရှိဘာလို့လဲဆိုခလေးရဲ့အညွှန်းရှိနေအခုလိုငွေတက်လာတော့ဘလိုပဲဖြစ်ဖြစ်သူကြောင်းတက်လာတဲ့အချိန်ကြလို့ရှိမင်းကငငယ်တော့ဒီလိုမျိုးလုပ်ခဲ့တာဟာရှိလားဘလိုပဲဖြစ်ဖြစ်ခလေးနဲ့ပတ်သက်ပြီးတော့ဒေါနာလို့ ရှင်ရွေးဘုံနဲ့လောင်းမယ်ပြောရလို့အဲ့မှာပုံမခံစားကိုသားသမီးကိုထိတော့ဘလို့ပဲဖြစ်ဖြစ်မမမမဥပဒေရပဲအကုန်လုံးကိုမဲ့လှုပ်ဆောင်သေးခြင်းနဲ့ပေါ့နော်အခုလှုပ်တဲ့အမကြီးကိုလည်းဘလို့ပဲဖြစ်ဖြစ်ဥပဒေရပဲဆောင်ရပေးစေခြင်းနဲ့ပေါ့နော်အလေးအမေပါဟုတ်အသားကတမီးကနှလုံးလဲရှိရယ်လေအာမြင်တော့ သူများပြောမှသိရတာဆိုခံစားရတယ်နှစ်ယောက်လုံးဖဲ့ရောသမီးရောခံစားရတယ်နှစ်ယောက်လုံးသူ့ပေဆိုရင်ဟိုတယ်ကွာအဲ့လိုမျိုးဘာလို့လဲဆိုခလေးရဲ့အညွှန်းရှိနေတယ်အခုလိုမျိုးတက်သွားတော့ဘလိုပဲဖြစ်ဖြစ်သူကြောင်းတက်လာတဲ့အချိန်ကြလို့ရှိရင်မင်းကငါတော့ဒီလိုမျိုးလုပ်ခဲ့တာဆိုခါရှိတာတစ်ဖက်ကြီးရောလဲမိဘဖြစ်တယ်တစ်ဖက်ကြီးရောလဲ ာဖြစ်လဲဆိုအဲ့လိုမျိုးလေးရရှိရဲ့ဘယ်လိုပဲဖြစ်ဖြစ်ခလေးနဲ့ပတ်သက်ပြီးတော့ဒေါနာလို့ရှင်နှွေးပုံနဲ့လောင်းမယ်ပြောတာလို့ရှိအဲ့မှာပုံမခံစားကိုသားသမီးကိုထိတော့ဘယ်လိုပဲဖြစ်ဖြစ်မမမမဥပဒေရပဲလုံးစေးရင်တယ်ပေါ့နော်ဘယ်လိုမျိုးလဲမခံစားနိုင်အောင်လဲရင်ထဲမှာလည်းရှိဥပဒေရပဲအကောင်လုံးမဲ့လှုပ်ဆောင်သေးခြင်းတယ်ပေါ့နော်အခုလှုပ်တဲ့အမကြီးကိုလည်းဘယ်လိုပဲဖြစ်ဖြစ်ဥပဒေရပဲဆောင်ရပေးစေခြင်းတယ်ပေါ့နော်ငွေနဲ့ပဲပိတ်ပိတ်ပါနဲ့ပဲပိတ်ပိတ် တာသမီးကိုထင်ဓာကြီးဆိုတာတော့ရှိအဲ့လိုမျိုးတော့ရှိရပါလို့လုပ်ပြီးလို့လဲခလေးကကိုပြန်လာတဲ့အချိန်ကျတော့ခလေးကအိမ်ဝင်ရောက်နေဓာရီကလည်းကိုရီကလည်းမတက်ဘူးဖုံးလဲအဲ့လိုမျိုးကြည့်ပြတာလည်းမရှိဘူးပေါ့နော်ကြည့်ပြတာလည်းမရှိတော့မသိဘူးညာဆက်တနာကြီးထိုးတော့မှအလုံးလုံးလုံးပြီးတော့မှအဲ့အဆက်အသွယ်ရလာလားဒီလိုဒီကြောင်ရှိရဆိုတော့ပြတဲ့အချိန်ကျတော့ကိုကလေးကအနားမှာရောက်နေတော့ ခသေးကြီးပဲစိတ်ကရောက်နေပြန်မယ်ငါသားလေးဘာဖြစ်သွားသေးလဲဆိုပြီးတော့ပြန်ကြည့်တော့သူကရောက်ရောက်ချင်းသူ့ဘီကိုပြောတယ်ခလေးကစကားမပြောတယ်လေရောဒီလိုပတ်တယ်အဲ့ဒါတော့သူပြောတယ်ပြောတယ်ပြီးတော့လက်တွေကိုပုတ်ပြရတယ်သူဒီလိုမျိုးတွေပုတ်ပြရတယ်အခုတော့လေသူကဒီမှာခြေလောက်မှာဟိုကညာလိုက်ကြည့်လိုက်တော့ဘူလေးတွေတော့ရှိတယ်ခြေလောက်ကလေးကအာဘူလေးကသူ့နည်းပါးတော့သူကဖြည့်တတ်တယ်ဒါဒါကိုမပါလို့လေသူမေးတော့ ဒီလိုပတ်တယ်ပဲသူကပြောတယ်ရိုက်သေးလားဆိုတော့မရိုက်ဘူးသူကအဲ့လိုမျိုးတော့ပြောတယ်ဒီလိုလေရိုက်တယ်လို့တော့ तू तू ဘားရေကိုရိုက်တယ်လို့တော့ तू ပြောတယ်ပေါ့နော်အဲ့လိုမျိုးဘယ်လိုပဲဖြစ်ရဲ तू ကအဲ့ဒါကိုအဖွားလိုပဲခေါ်တယ်ပေါ့နော် तू ကအဖွားခေါ်တယ်အမေခေါ်တယ် तू ကအဲ့လိုမျိုးပဲငငယ်လေးတည်းက तू ကထိန်းလာအဲ့လိုမျိုးလာခေါ်ပြီးတော့ထိန်းပေးတယ်လို့တော့ तू ပြောရပဲထိန်းတယ်လို့တော့ तू ပြောရပဲအဲ့နဲ့ခေါ်ခေါ်သွားတယ်အဲ့လို ပြန်လာတယ်တခါကျရင်နေ့ကင်းပိုင်းပြန်လာတယ်တခါကျရင်ညနေပိုင်းပြန်လာတယ်ပြန်လာပြီးသွားလို့ရှိရင်ခလေးကိုထားခဲ့တယ်မဟုတ်ပေးခဲ့တယ်သမီးအဝိရှော်ရလို့ပဲသူကပြောရတယ်အဝိရှော်သွားတယ်မင်္ဂလာတော်မှာဒီလိုပဲပြောတာပေါ့နော်အခုလိုတက်လာမှလည်းအခုလိုတက်လာလည်းမတည်သေးဘူးညာတကောင်ရန်လူကြီးတိတ်မှအဲ့လိုမျိုးတည်ရတာပေါ့နော်အဲဘာပဲဖြစ်ဖြစ်ကိုသားသမီးကိုဒီလိုမျိုးလုပ်နေရတော့အဝင်းညီမတော့ အကုန်လုံးကသားသမီးချင်းကိုရင်းစားပြီးတော့ဟိုဟာဖြစ်ကြတဲ့ဝိုင်းပြောတဲ့လူတွေကြီးပဲပေါ့နော်ဒါပေမဲ့ခံစားရတယ်ခံစားလို့လည်းအားကြောင့်မတနေဆုံးအိမ်ကအိမ်ကလည်းမထွက်ဘူးတရားကြီးတရားလာနိုးတယ်ပြောတယ်ဟိုလူကလာနိုးပဲပြောတယ်ခလေးပြန်ရောက်လားခလေးပြန်ရောက်လားနဲ့လာမေးတယ်ဒါပေမဲ့ကိုကမသိကြအောင်ဆောင်ပြီးတော့ပဲပြန်ရောက်တယ်ဘာဖြစ်လို့လဲကိုကြီးဒီလိုပဲမေးလိုက်တယ်ပေါ့နော်အဲ့လိုမျိုးလေးပဲတော်စားပုံကြတော့ သမီးယောက်ျားရဲ့အမေပေါ့သမီးယောက်ျားရဲ့အမေပေါ့တော်တာတော့အဲ့ဒါကိုသူသားလေးဆုံးသွားတော့သမီးရှိမှဝင်စားရဲဆိုပြီးတော့အဲ့လိုမျိုးသူငငယ်လေးတွေထိမ့်ပြီးတယ်ပေါ့ထိမ့်နေခေါ်သွားတယ်အခုလိုမျိုးတွေလုံနေရတော့မသိခဲ့ဘူးပေါ့တကယ်ကိုမသိခဲ့ဘူးတိလည်းမသိခဲ့ဘူးပေါ့နော်အဲ့လိုမျိုးလဲလုံမဲ့လို့လဲမထင်တာဘူးပေါ့နော်အခုလိုမျိုးတွေ့လာတော့မှပဲ အဲ့လိုမျိုးသိတာပေါ့သူကနှစ်နှစ်ကျော်ပါပြီနှစ်နှစ်ကျော်ကျော်ပဲရှိသေးတယ်ဖြစ်ရှင်နေဆန္ဒကတော့သူတို့သွားလုပ်ခဲ့တဲ့အထယ်တိုင်းအမိုင်းကိုဥပဒေတိုင်းကြောင့်တိုင်းပဲလုပ်စီခြင်းပေါ့နော်အားမှလည်းသူရှိရလဲမလို့ရှင်ကိုသားကိုသားသမီးကို အခုလိုမျိုးလဲရင်းနှီးဘူးနဲ့မလောင်းမဲနဲ့လွတ်ပေးတာကိုလည်း ရှင်းသူကျင်တယ်ပေါ့နော်လောက်တဲ့အတွက်လည်းရင်ထဲမှာလည်းခံစားရတယ်ပေါ့နော်ပြေးတော်မှပဲနီးခဲ့လို့ရှင်တော်မှပဲပြေးတော်မှပဲလှုပ်ရှင်တယ်ပေါ့နော်အားကြောင့်တနေကုန်နဲ့အိမ်နဲ့အိမ်မင်းလည်းမထွက်ဘူးရင်ထဲမှာအလုံးစုံနဲ့အခုချိန်မျိုးထမင်းမစားရသေးဘူးထမင်းကဘာမှန်းတော့မသိကြရသေးဘူးအခုချိန်မျိုးထမင်းလည်းလုံးဝမစားသေးရပါဘူးအခုချိန်မျိုး